သမ္မတထရဲ့တရားမဝင်အမိန့်တွေကိုလိုက်နာဖို့ငြင်းဆန်တဲ့ကြောင့် American စစ်တပ်အကြီးတန်းဗိုလ်ချုပ်ပြောကြားခဲ့တဲ့ဒီမိုကရက်လွတ်တော်အမတ်တွေကိုနိုင်ငံတော်ပုံငမှုနဲ့တည်တံ့ပြစ်ပေးမယ်လို့သမ္မတထရန်ကခြိမ်းခြောက်လိုက်ပါလေစစ်တပ်နဲ့ထောင်လိုက်အဖွဲ့တွေမှာအရင်ကတာဝန်ထမ်းဆောင်မှုသူဒီမိုကရက်လွတ်တော်အမတ်6ဦးကထရန့်ဆိုရဖွဲ့ဟာစစ်တပ်ကို American လူထုနဲ့ရင်ဆိုင်ဖို့တွန်းပို့နေပြီ American ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အဓိကအချက်ကိုခြိမ်းခြောက်နေတယ်လို့ စစ်တပ်ဖွဲ့တွေကိုဥတီတဲ့ video message ကိုခုတင်ပတ်စောပိုင်းကထုတ်ပြန်ပါတယ်။ခင်ဗျားတို့အခုချိန်မှာကြီးမားတဲ့ဖိစီးမှုနဲ့ဖိအားတွေအောက်မှာရောက်နေတယ်ဆိုတာကျွန်တော်တို့ train ချက်ကြည့်ယုံကြည်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဥပဒေကရှင်းပါတယ်။ခင်ဗျားတို့ကတရားမဝင်တဲ့အမိန့်မသမျှဖိဆန်နိုင်ပါတယ်။အကြမ်းရင်ဝင်လာရေတဲစစ်မှုထောက်ထိုးပြတဲ့အရီဇိုနာပြည်နယ်ထရီတော်အမတ်မက်ကယ်လီကအဲ့ဒီဗီဒီယိုမှာပြောပါလေ။တမီတော့ ဒီဥပဒေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေရည်တည်ပေးဖို့လိုအပ်ပါတယ်လို့လည်း CISD သူတည်ဟောင်းတဲ့ irrecipient တို့ဖြစ်သူမရှိကမြို့နယ်ထရတော်မတ် Alisa Slocking ကလည်းပြောပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီး trend ကသူ့ရဲ့လူမှုကွန်ရက်မှာဒါဟာပုံကံမှုမြောက်တဲ့ပြုမှုပြောဆိုမှုဖြစ်လို့သူတန်ထိုက်တယ်လို့ဖော်ပြပါတယ်ကာကွယ်ဆိုင်ရာဘန်နာငွေခွဲဝေချထားတဲ့ကော်မတီခွဲရဲ့ထိတ်တန့်ဒီမိုကရက်တို့ဖြစ်တဲ့ Delaware ပြည်နယ်ထရတော်မတ် Chris Kong က ထက်လွတ်တော်အမတ်တွေအနေနဲ့ကွန်ကရက်အမတ်တွေကိုကုမြတ်ဖို့တောင်းဆိုတာဟာအာနာရှင်တွေစီကနေတာလာတက်ပြီးတော့ကြောက်မက်ဖွယ်ကောင်းတဲ့အပြုအမူဖြစ်ပါတယ်အမေရိကန်သမ္မတတယောက်ပြောသင့်တဲ့စကားမျိုးမဟုတ်ပါဘူး Republican လုံးပေါ်ကမ်းပိုင်းတိုင်းဟာဒီကိစ္စကိုအလင်းမြေဖြစ်တင်ရှုတ်ချတဲ့လူတွေတိုက်တွန်းပါလေ American ဥပဒေမှာလွတ်တော်အမတ်များကဲ့သို့ရက်သားတွေကိုပုံငယ်မှုဆိုချက်တွေအတွက်ပြဋ္ဌာန်းထားခြင်းရှိပေမဲ့ ပုံကံမှုပူပေါင်းကြံစီရင်တော့ထောင်းမီတန်အများဆုံးအနည်း20ထိချနိုင်ပါလေစစ်တပ်မှာစစ်ပတ်တရားစီရင်ဆိုင်ရာစီမံဥပဒေမှာပုံကံမှုဆိုင်ရာအပိုင်းတစ်ခုပါဝင်ပြီးတည်ရန်ပါဝင် ပြစ်ဒဏ်တွေချမှတ်နိုင်ပါလေဒါနဲ့ထောင်းကကွန်မြူမှုနဲ့သစ္စာဖောက်မှုဆိုတဲ့စကားလုံးတွေတုံးတဲ့အခါသူတို့ရဲ့ထောက်ခံသူချိုးကတကယ်ပဲနားထောင်နိုင်ပါလေပြောရမယ်ဆိုတော့ဒေါ်နယ်ထရန့်ကလောင်စာဆီကိုမီးနဲ့တိုးလိုက်တာပဲလို့အထက်လက်တော်မှချန်ရှူမကပြောပါလေ ်ထရန့်ဟာအခုနှစ်မှာအင်ဂျီရောကိုပြောင်းလာကြတဲ့အစားပြီးသူ့ရဲ့ပြိုင်ဘက်တွေကိုအကျဉ်းချဖို့တောင်းဆိုခဲ့ပြီးသူ့ရဲ့တရားရေးဌာနကလည်းဖက်ဒရယ်ရရှိဟောင်းတွေဖြစ်တဲ့ဂျွန်ဘော်တန်နဲ့ဂျိန်းကိုမီကဲတို့ထရန့်အားဝေဖန်သူတွေကိုစွဲချက်တင်ပါတယ်လေကစစ်တပ်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာပါမယ်ဆိုပြီးတော့တက်တည်ပြုထားတာပဲဖြစ်ပါတယ်။အမေရိကန်စစ်တပ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရသမရဟာနိုင်ငံတော်ရဲ့စစ်သေးနာပလီချုပ်လည်းဖြစ်ပါတယ်။နောက်တင်တဲ့ပုံပြောချင်ပါတယ်။ ရုရှားစပိုင်သင်္ဘောရဲ့လေဆာရောင်ကြီးနဲ့နှောက်ရှက်မှုပေါ်ပြည်ထောင်ကာကွယ်ဝင်ကြီးကသတိပေးလိုက်ပါတယ်ပြည်ထောင်လိမ်မှုရုရှားရင်ရင်ကလေဆာရောင်ကြီးနဲ့လန်ထိုးပြီးတော့နှောက်ရှက်ပေးခဲ့တဲ့ဖြစ်ရပြီးစည်ရေးအရရွေးချယ်တုံ့ပြန်မှုတွေကိုအသိအပြင်ထားတယ်လို့ပြည်ထောင်ကာကွယ်ဝင်ကြီးကသတိပေးလိုက်ပါတယ်ဒီရေပိုင်နဲ့လော့စကော့တလန်မြောက်ပိုင်းနောက်မှာခုံမောင်းနေတဲ့ရုရှားသရှုသင်္ဘောကြီးရန်နာဟာလာရောက်ကဲလက်ဆောင်ကြီးတဲ့ပြည်ထောင်ကင်းတောက်လေယာဉ်မှုတွေကို လေးစားယုံကြည်နဲ့ထိုးပြီးတော့အနောက်ရှက်ပေးတဲ့ဖြစ်စဉ်မှရန်လိုချင်းချောက်မှုအနေနဲ့တတ်မှတ်ကြောင်းပြည်တွင်းကာကွယ်ရေးဝန်ကြီးဂျွန်ဟာလီကပြောပါတယ်။၎င်းနှစ်နှစ်မှာရုရှားကယူကရိန်းကိုတူးကျော့တိုက်ခိုက်ခြင်းကစလို့ပြည်ထောင်ဟာနိုင်ငံကံလုံးမှာခုံမောင်းသွားတဲ့ရုရှားရင်းရင်းတွေရဲ့လမ်းကြောင်းမှန်သမျှကိုရေးရင်လေးရင်နေဆွလွတ်ပြီးစောင့်ကြည့်လေးရှိပါတယ်။ဒီသမောကြီးကရုရှားရဲ့ထောင်လေးရဲ့ချက်လက်စုဆောင်မှုနဲ့ပြည်내သမောကြီးရဲ့ကြံပြင်းမြေပေါ်မှတ်သားမှုမရှိနေကိုကိုင်းလွန်နေတဲ့ရင်းရင်မှာ ဒါအပြင်ရှားသရှုသိမ်းမဟာတော်ဝင်လက်တက်လျင်မှုတွေစီလေးစားရောင်ကြီးနဲ့လမ်းထုတ်ပြီးတော့နှောက်ရတာဟာအကြီးကျယ်အနေနဲ့ဖြစ်စေနိုင်တယ်လို့ဆွဆွဲပါတယ်တကယ်လို့ဒါကိုစောင့်ကြည့်နေရကနေလမ်းကြောင်းပြောင်းသွားတာတခုရှိလာရင်တော့စည်ရေးရရွေးချယ်တာမျိုးစဉ်းစားဖို့လည်းသိမြင်ထားကြောင်းဆိုပါတယ်ဒါပေမဲ့ဘလို့စီမံမျိုးဖြစ်မလဲဆိုတာကိုတော့ကာကွယ်ရေးဝန်ကြီးကအသေးစိတ်မပြောပါဘူးအားပြင်းတဲ့လေးစားရောင်ကြီးနဲ့တိုင်းလမ်းထုတ်တာမျိုးကြုံရတဲ့အခါအမြင်အယုံဝေဝါးပြောက်ွက်တာကလည်းအစိုးဆုံးအခြေအနေမျက်စိကွယ်တာတော့မှဖြစ်သွားနိုင်ပါလိမ့် ပြည်ထိုင်နိုင်ငံရဲ့မြို့တော်လန်ဒန်မှာရှိတဲ့ရုရှားတပ်ရုံးကတော့ပြည်ထိုင်ဟာမဆုံးနိုင်တဲ့ဆွတ်ဆွဲပြောဆိုခြင်းမှုတွေနဲ့ပဲအချိန်ဖြိုးနေတယ်လို့တုံ့ပြန်ပါတယ်။ရုရှားရဲ့လုံဆောင်ချက်ပြည်ထိုင်ရဲ့ဂျိုးစီဘောမထိခတ်သေးလို့လုံခြုံရေးကိုလည်းချိန်ကြောက်တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။ပြီးတော့ဒီသင်းမော့ဟာပြည်ထိုင်ရဲ့ရေအောက်စတွေလမ်းတွေကိုဖျက်ဆီးဖို့စူးစမ်းနေတာဖြစ်နိုင်ကြောင်းခံမှန်းဆွတ်ဆွဲမှုတွေကိုလည်းတန်ယုံကပယ်ချပါတယ်။ဒီသင်းမော့ဟာပြည်ထိုင်တော်ဝင်လေတပ်ရဲ့စောင့်ကြည့်မှုကိုခုလိုရန်လိုတဲ့ပုံစံနဲ့ဓာတ်ရိုက်ကြက်တုံ့ပြန်တာပထမဆုံးကြုံဘူးတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီအချိန်နဲ့ကြုံနေတော့အဲ့ဒီညညာပြတဲ့ပိုင်နဲ့လွန်ရည်မြမှာဘာလို့နေလဲဆိုတာပိုပြီးနိနိကက်ကက်တဲ့ဝင်ဆောင်ကြည့်ဖို့လဲမိတ်ပေးထားကြောင်းပြတဲ့ကာဝေးဝင်ကြီးကပြောတော့ပါလေနောက်တဲ့တဲ့ဘုတ်ပြောချင်ပါလေပိုလန်နိုင်ငံထဲမှာနောက်ဆုံးကြန့်ရှိနေတဲ့ရုရှားကောင်စီဝင်ရုံးကိုပိတ်သိမ်းဖို့ပိုလန်ကမိတ်ပေးပါလေပိုလန်နိုင်ငံထဲမှာနောက်ဆုံးကြန့်ရှိတဲ့ဂူဒန်စပီကရုရှားကောင်စီဝင်ရုံးပိတ်သိမ်းဖို့ပိုလန်နိုင်ငံကြားရေးဝန်ကြီးကအမိန့်ထုတ်ပြန်ပါလေ ပိုလန်ယူကရိန်းနဲ့စကားရထားလမ်းမဖြစ်စိုးမှာရုရှားထောက်လိုင်းတွေပါဝင်ပတ်သက်တဲ့ထောက်ထားတွေတွေ့ရလို့ရုရှားကောင်စုံရုံကိုပိတ်သိမ်းဖို့ဆုံးဖြတ်ရတာလို့ပိုလန်နိုင်ငံဂျာယီဝန်ကြီးကဆိုပါတယ်ပိုလန်ဆိုရဆုံးဖြတ်ချက်ပေါ်စစ်မကောင်းဖြစ်ရတယ်လို့ရုရှားအနေနဲ့လိုအပ်တဲ့တုံ့ပြန်မှုတွေပြန်လုပ်ဆောင်မယ်လို့ရုရှားနိုင်ငံဂျာယီဝန်ကြီးဌာနကလည်းပြောပါတယ်ရုရှားနိုင်ငံဂျာယီဝန်ကြီးဌာနအနေနဲ့ရုရှားနိုင်ငံတဲကပိုလန်တမတ်ကိုလည်းခေါ်ယူပြီးတော့အပြင်းထန်ဝေဖန်ဖြစ်တယ်ပါတယ် ပိုလန်နေနဲ့ဒီလိုလုတာဟာရုရှားပေါ်ရန်လိုတာဆိုတဲ့ဆွဆွမှုတွေလည်းလုပ်ခဲ့ပါလေရုရှားနဲ့ပိုလန်စစ်ဆင်ရေးဟာစင်မကောင်းစရာလုံးဝပျက်စီးသွားပါပြီလို့ပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီဘက်စကော့ကဒီလိုသာရှင်းပြမှာပြောပါလေမော်စကိုနဲ့တန်ဝဲစစ်ဆင်ရေးတုံ့ပြန်အဆင့်ထိဝါဆော့ဘက်ကရှော့ချလို့သဘောထားအောင်မြင်ရတာအင်မတန်ဝမ်းနည်းစရာကောင်းပါလေတဲ့ပိုလန်ကနေအဲ့ဒီလိုမျိုးလုံလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ပြန်လဲလက်တော့ပြန်ပါပါလို့ဆိုပါတယ် ပိုလန်ဟာယူကရိန်းကိုအထောက်ပံ့ဆောင်နိုင်ငံတွေကတနိုင်ငံဖြစ်ပြီးရုရှားနဲ့လည်းဆက်ဆက်ရေးကတော်တော်လေးကိုအေးဆက်နေတာဖြစ်ပါတယ်။ရုရှားကလည်းပိုလန်နဲ့နီးကပ်တဲ့ဘယ်လာရုစ်နယ်စပ်နားမှာယူကရိန်းလက်နက်တွေချထားပြီးပိုလန်ကိုစီးရီးယားချိန်ချောက်နေတာဖြစ်ပါတယ်။နောက်ပြီးတော့ပိုလန်ဘက်ကလည်းယူကရိန်းကိုဥတီတဲ့ယထာသန္တန်ပိုင်းဖျက်ဆီးခံရမှုမှာရုရှားပေါ်ပတ်သက်တဲ့ဆိုတဲ့တစ်ဖက်သက်ဆွဆွချက်တွေကိုနားမလည်နိုင်အောင် ဖြစ်ရတယ်ဆိုပြီးဒီမထရီပက်စကော့ကဆိုပါလေ။ ဖြစ်စည်းမှုကျွလွန်ခဲ့သူဟာဘယ်လာရုစ်နိုင်ငံမှာနေထိုင်တဲ့ယူကရိန်းနိုင်ငံသားလို့ဖြစ်တယ်လို့ပုံလန်စစ်ဆေးသူတွေကတရားဝင်ပြောပါတယ်။ရုရှားကိုစစ်ဆေးပြောဆိုတာဟာမွန်ဒီယားသက်ကိုချင်းခံတာလို့ဆိုပါတယ်။ယထာလည်းဖြစ်စည်းသူတွေကရုရှားထောက်လိုက်တဲ့ပတ်သက်ပြီးဘယ်လာရုစ်နိုင်ငံမှာနေထိုင်တဲ့ယူကရိန်းနိုင်ငံသားလို့ဖြစ်တယ်လို့ပုံလန်စစ်ဆေးသူတွေကပြောဆိုထားတာဖြစ်ပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးဝန်ကြီးဟာကာဂျစ်စတန်ဥစဘက်ကစ္စတန် တာဂျစ်စတန်နိုင်ငံတွေကိုတွားပြီးတော့သုံးနိုင်ငံမှာဟာပြောပါမြောက်ဆွေးနွေးမယ်လို့သိရပါတယ်။ကာဂျစ်စတန်နိုင်ငံဂျာယေးဝန်ကြီး၊ဥဇ်ဘက်ကစ္စတန်နိုင်ငံဂျာယေးဝန်ကြီးနဲ့တာဂျစ်စတန်နိုင်ငံဂျာယေးဝန်ကြီးတို့ဖိတ်ကြားမှုအရတရုတ်ကွန်မြူနစ်ပါတီဘိုးကော်မတီဝင်နိုင်ငံဂျာယေးဝန်ကြီးဝန်ကြီးဟာအခုခါမှာသုံးနိုင်ငံနိုင်ငံတော်ခီးစစ်ပြင်တွားရောက်နေတာဖြစ်ပါတယ်။အဲဒီသုံးနိုင်ငံမှာဘလို့ချက်လက်တွေအဓိကဆွေးနွေးမလဲဆိုတာတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။နောက်တင်ဖို့ပြောချင်ပါတယ်။ လဗရနိုင်ငံစီဒုံမြို့ကိုအစ္စရေးတိုက်ခိုက်မှုကြောင့်လူဆသုံးသေပြီးများပြားဒဏ်ရာရတယ်လို့သိရပါတယ်။အစ္စရေးစစ်တပ်ကစီဒုံမြို့နားကလူစစ်ကားတဲ့ ALEW ပါလက်စတိုင်းဒုက္ခသည်စခန်းကလေကျင်းစခန်းမှာလှုပ်ရှားနေတဲ့စစ်သွေးကြွတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီစခန်းကိုပါလက်စတိုင်းလှုပ်ရှားမှုဖွဲ့ Hamas ကအစ္စရေးကိုတိုက်ခိုက်မှုတုံးချခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဟမစ်ကနောက်ပိုင်းမှာကြီးရကြထုတ်ခဲ့ပြီးတိုက်ခိုက်မှုကိုရှုတ်ချပါတယ်။ပြစ်မှတ်ထားတဲ့နေရာဟာလှုပ်ရှားမှုနဲ့သက်ဆိုင်တဲ့၄ကြိမ်စခန်းဖြစ်တဲ့ဆိုတော့ ဣဇွေရဲ့ပြောဆိုချက်နဲ့ဆွဆွချက်ဟာရာဇမှုကျွလွန်တာကိုတရားမြတ်တဲ့သူဖြောင်းလို့ရည်ရွယ်တဲ့လိမ်ညာမှုပဲလို့ဆိုပါတယ်ဒီတိုက်ခတ်မှုကစကမ်းမအနေနဲ့သူတွေတုံးတဲ့လဟာပြေအာဇာခွင့်ကိုပြစ်မှတ်ထားခဲ့တာလို့ပြောပါတယ်လမ်ဘောကဒုက္ခသက်စကန်မှာစစ်တပ်တွေမရှိဘူးလို့ဆိုပါတယ်ဣဇွေစစ်တပ်ဟာလမ်ဘောနိုင်ငံရဲ့စကမ်းကားကိုသိမ်းပိုက်ထားပြီးအီရန်ကကြော်ထုတ်ခံပေးထားတဲ့စစ်သွေးကြော်ဖွဲ့ဟစ်ဘောလာတမမောက်တခါနေမှာဟာမက်ဖွဲ့ဝင်တွေလက်ပတ်မှတ်ထားရင်လမ်ဘွန်တော်ဘဲကိုလေကြောင်းကနေမကြာခဏတိုက်ခိုက်လို့ရှိပါတယ် ဣဇုနေဟစ်ပေါ်လာတော့ပိကရနစ်ကပြစ်ခတ်ရဲ့ဆိုင်သဘောတူချက်သဘောတူခဲ့ပါတယ်အဲ့ဒီသဘောတူချက်မှာလက်ဘရွန်စတိုကျောက်ဘွဲဟစ်ပေါ်လာတွေဟာလက်ဘရွန်တောင်ပိုင်းမှာလက်နက်တွေလုံးဝဖြုတ်သွားမှာဖြစ်ပြီးဣဇုတက်ကလက်ဘရွန်ကလည်းလုံးဝထုတ်ခွာရမယ်ဆိုတဲ့ချက်တွေပါပါတယ်နောက်တင်ပုတ်ပြောချင်ပါတယ် AI နော်ဆမမော်ဒယ် Gemini 3ကို Google ကကြီးညာပါတယ် Google က AI နော်ဆမမော်ဒယ်ဖြစ်တဲ့ Gemini 3ကိုကြီးညာခဲ့လို့ ChatGPT ရဲ့ OpenAI နဲ့ရှင်ပြန်မှုပိုပြည့်ထက်လာပါတယ် AI model သစ်ဟာသုံးဆွသူတွေအတွက်ပို့ပြီးရှုပ်ထွေးတဲ့မေးခွန်းတွေကိုပိုကောင်းတဲ့အဖြေပေးနိုင်မှာဖြစ်ပါတယ်။လိုအပ်တာတွေကို prompt နဲ့ညှိရနိုင်မှာလေလို့ဆိုပါတယ်။ Gemini 3ကို Gemini app ထဲမှာပေါင်းမှာဖြစ်ပြီး Google AI ရှာဖွေမှုက AI model နဲ့ AI overview တို့အပါအဝင်လုပ်ငန်းသုံးအစ်စ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒီကနေ့ကတော့ကြည့်တဲ့ Gemini 3ရလာမဲ့သတင်းမှတ်မှာပို့ပြီးလူသိများလာပါမယ်။ဒါ Gemini 2.5ကိုမိတ်ဆက်ခဲ့ပြီးရှင်းလာကြမှာမိတ်ဆက်ခဲ့တာဖြစ်ပါလေလက်ရှိချိန်မှာ Gemini app သုံးမျိုးတို့ဟာတစ်လောက်ကိုတန်း650ရှိပြီး AI overview ကိုလားစင်သုံးပြုသူ1 billion လေးရှိတယ်လို့ Google ကပြောပါတယ် ChatGPT ကတော့အပတ်စဉ်သုံးပြုသူ1800ရှိတယ်လို့ Google ကပြောပါတယ်2022မှာစတင်ကလေး ChatGPT ကပြီးခဲ့တဲ့ Google က GPT-5 ကိုမိတ်ဆက်ခဲ့တာဖြစ်ပါလေ။ဒါပြီးပြီးခဲ့တဲ့ဘက်ကလည်း update တစ်ခုပေးခဲ့လို့ ChatGPT နဲ့ Google ရဲ့ AI ပညာရှင်များမှုဟာပိုပြီးပြင်ထန်လာပါလေ။နောက်ဆုံးသတင်းပေါ်ပြောချင်ပါလေ။ဒါဖြစ်သူရဲ့အင်သာအင်သာလောက်တဲ့စက်ကိုယူတော့ရင်ကမ္ဘာ Coffee သမိုင်းကိုပြောင်းလဲမှုကြီးတစ်ခု ဖြစ်ခဲ့တဲ့ဆိုရင်ယုံပါမလားကျွန်တော်တို့ခုတောင်းနေတဲ့ကော်ဖီတွေကြည်လင်ပြီးမွေးကြိုင်နေရတာဟာအရှင်မတယောက်ရဲ့စိတ်ပြတ်ဒေါသထမှုကနေစခဲ့တယ်ဆိုတာသိပါသလား1908ခုနှစ်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ဝန်းကျင်ကပါဗျာဂျာမနီနိုင်ငံဒရစ်စတန်မြို့မှာအဲ့ဒီခေတ်ကကော်ဖီတောင်းရတာခုလိုရတာမရှိပါဘူးကော်ဖီကအနည်းငယ်နောက်ကြည့်နေမယ်အနေတွေကသွားကြတဲ့ညမယ်အရသာလည်းရမ်းခါလွန်နေပါလေ ဒီတော့ coffee ဆိုတော့ကျွန်တော်ပဲနေမလို့လက်ခံထားပေမဲ့ Melita Ban ဆိုတဲ့အသက်35နှစ်ရွယ်အရှင်မကလက်မခံပါဘူး။တနေ့မနေ့ခါသက်ပြီးလေဒီပါတဲ့ coffee ကိုကြည့်ပြီးသူကသူ့ခံနိုင်တော့ပါဘူး။မျိုးကြတယ်မှာ holy ရှောက်ကြည့်ရင်စပွဲမှာတင်ထားတဲ့တားဖြစ်သူရဲ့ចောင်းစာကိုတွေ့တော့ပါတယ်။စာအုပ်ကမှညှက်ထားတဲ့မိနေဆက်ကူလေးကိုမြင်တဲ့အချိန်မှာသူမကောင်းတဲ့ကြံပေါ်နိုင်ပါလိမ့်။ဒီဆက်ကူကမိကိုစုံနိုင်ရင် coffee lady ကိုရောမစစ်ပေးနိုင်ဘူးလား။သူမဟာကျိုးတော့လက်ရှာပါတယ်။အောက်ခြေကိုတန်းတဲ့ပေါက်တွေဖောက်ပါတယ်။ အဲ့တော့တပည့်သူမင်းနေဆုပ်ကိုခံပြီး coffee စစ်ချလိုက်ပါတယ်။ရှားလကတော့အမခံပါပဲ။အနေလုံးဝမပါပဲချီလင်မွေးချိုင်တဲ့ coffee ရေကိုစတင်ရရှိလိုက်တာပေါ့။အဲ့ဒီချိန်ကစပြီးကပောက် coffee တမန်တစ်ခက်စမ်းပြောင်းသွားပါတယ်။မယ်လီတာဟာမူပိုင်ငွေရောသွားပြီးတော့ပတ်တန်တစ်ခု တင်ခဲ့သလိုရှိမဲ့စမဲ့လက်ရှိပတ်စံနဲ့ကုမ္ပဏီစထောင်ပါလေ။သူကခင်မကပစ္စည်းပို့တယ်၊တားကစက်ကူတွေဖြတ်တယ်၊သူကတော့အိန္ဒိကစီကော်ဖီလက်တိုက်ဈေးကွက်ထုတ်ပါပါလေ။ ခုချိန်မှာတော့မယ်လီတာဂရုဟာနိုင်ငံပေါင်း50ကျော်မှလက်ပတ်နေပြီကမ္ဘာတော်ကလူသားပေါင်းများစွာရဲ့မနခင်ကိုလမ်းဆန်းစီပါတယ်ကျွန်တော်တို့မနခင်ကော်ဖီလေးတောင်းနေတာဖြစ်သူရဲ့အင်စာဆက်ကိုယူတော့ခဲ့တဲ့မယ်လီတာဘန်ဆိုတဲ့မျိုးသမီးကြီးကိုတတိယပါလို့ပြောချင်ပါတယ်